ခန်းလေးနှုတ်ကပတ်တော်ဤဘုံအမှုဘော်တော်ကြောင့်ဖြစ်လာသောအမှုတော်မြတ်ဂျွန်ကယ်ဗင်ဤအမှုတော်မြတ်ပုံတရမှာမိတို့နီသူသည်မိမိမိသည့်အရာကိုသဘောကျနှစ်သက်ခြင်းရှိသည်ကိုသိရှိနားလည်ထားသူဖြစ်သည်သူသည်စာပေရေးရာ၌အလွန်မြတ်နိုးသောသူဖြစ်သောကြောင့် reform ယုံကြည်ချက်များကိုကောင်းမွန်ထိရောက်စွာရေးသားမြင့်တင်နိုင်ခဲ့ပါသည် ထို့ကြောင့်မိမိကိုယ်ကိုပင် လောကဤတဘာဝတရားနှင့်အဆက်ပြတ်သူဟု၍မှတ်ယူခဲ့သူဖြစ်သည်။သို့သောဘုရားသခင်၌အကျွမ်းမဲ့ခြားနားသောအကျံစီတော်ရှိပါသည်။ Augustine နှင့် Martin Luther တို့အပေါ်ဘုရားသခင်၏ကျံစီတော်မူသည့်အလိုတော်ရှိသကဲ့သို့အခြားသောသူတို့၏အတ္တတာ၌လည်းဘုရားသခင်၏ကျံစီတော်မူသည့်အကျံစီများရှိပါသည်။မျောလင့်ထားခြင်းမရှိသောမှုတော်မြတ် John Calvin Parry မြို့မှာထွက်ပြေးလွတ်မြောက်လာပြီးသောနောက်ပြင်သစ်နိုင်ငံ၌ လုံးဝထွက်ခွာရသောအခြေအနေသို့ရောက်ကာစွစ်ဇာလန်နိုင်ငံဗာဆယ်မြို့တွင်1534မှ1536ခုနှစ်အထိခိုလုံနေခဲ့ရစဉ်အချိန်ကာလတွင်အလဟာတမဖြစ်စေရန်ဟေပြဲဘာသာကိုပတ်တကုတ်စ조사လေ့လာခဲ့ပါသည်မိမိအသင်းတော်ကိုဆွံ့၍သူတပားနိုင်ငံမှာဒုက္ခကြီးငယ်များစွာတို့ကိုရင်ဆိုင်နေရပြီးအန်ဒီရဲ့များစွာတို့နှင့်ဂျုံနေရစဉ်ဟေပြဲပါတာစာပေလိုမျိုးခက်ခဲရှုပ်ထွေသောစာပေကို လေးလာနေရခြင်းမျိုးကိုမြမောက်ခက်တဲအောင်များထိုတို့ပြုနိုင်ကြမီလားဆိုဒီမှာစဉ်းစားเสียဖြစ်ပါသည်ထိုကဲ့သို့သောအခြေအနေမျိုးနှင့်ရင်ဆိုင်ရစဉ်တွင်ပင် အမှုတော်မြတ်တို့ယူပါယုံရှိနေနိုင်စေဖြစ်သည်မှာမြမောက်ခက်အခြေအနေဖြင့်နားလည်နိုင်ရန်ခက်ခဲခဲရင်လွန်လှပေလိမ့်မည်သို့သောဂျွန်ဂယ်ဗင်သည်ထိုကဲ့သို့သောထူးခြားသည့်ပုံကိုမျိုးဖြစ်သည် 1936ခုနှစ်မတ်လတွင်မိမိရေးသားပြုစုသော The Institute of the Christian Religion စာအုပ်ကိုပထမဦးဆုံးထင်ရှားသည့်စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်1959ခုနှစ်မှစ၍လက်ရှိပုံစံအဆင့်သို့မရောက်မီပင်ယခင်ထက်၅စားလောက်အကျယ်ချဲ့ပြီးသားဖြစ်ပေလိမ့်မည်ထိုမြမက သူရေးသားပြုစုသောထိုစာအုပ်သည်ဂျွန်ဂယ်ဗင်အတွက်စာပေတသက်မြတ်တာဟူ၍မယူဆသင့်ပါ။ ထို့သို့ရေးသားပြုစုနိုင်ရန်မိမိအားမိတိအရာကတွန်းအားပေးခဲ့သည်ဆိုသည်ကိုဤသို့ပြောပြသွားပါသည်။တိကျွမ်းသူအနှဲငယ်သာရှိသည့် Varsel မြို့၌ကျွန်တော်တို့ခိုလုံနေရစဉ်အခါပြင်သစ်မြို့တွင်ဘုရားသခင်၌တစ္ဆာဆောင်သောတန်ရှင်းသူများစွာတို့မှမိရှုတတ်ခြင်းကိုခံနေကြရပါသည်။ထို့ကြောင့်ကျွန်တော်ဒီလွမ်းလွဲသောသူတို့အားအစွမ်းရှိသမျှနှင့်တွန်းလှန်ခြင်းမပြုဘဲ တိတ်ဆိတ်နေလင်ကျွန်တော်ဒီသူရဲ့ဘောကြောင့်သူနဲ့တစ္ဆာမဲ့သူမဟုတ်ကြောင်းမိသည့်အရာများခိုင်မာသောတသက်အဖြစ်ပြเสียမှာရှိပါထိုအတိတ်တရားကကျွန်ုပ်အား Institute of Christian Religion ဆောက်ပုံနှိပ်ထုတ်ဝေခြင်းတို့ရောက်စေပါသည်ဤစာအုပ်ကိုထုတ်ဝေရခြင်းဤရွယ်ချက်မှာလွဲမှားဆိုးညစ်သောသူတို့၏ယုံကြည်ခံယူချက်အားမိကဲ့သို့သောအရာမျိုးဖြစ်သည်နီးဆိုသည်ကိုမြင်စေလိုခြင်းအပြင်အခြားမရှိပါ မာတူရမီးစင်ပေါ်သို့ပို့ဆောင်ပေးသည့် theology အကယ်၍တဦးတယောက်သောသူသည် John Calvin ရေးသားပြုစုသည့် Institute စာအုပ်ကိုလက်၌ကင်ထားပါကထိုသို့ကင်ထားစဉ်တတိယအောက်မေ့ရမီမှာဤ theology သည် John Calvin အားမာတူရမီးစင်သို့တွန်းပို့ပေးသည့် theology မျိုးဖြစ်သည်ကို အောက်မေ့တတိယရပါမည် John Calvin သည်ဖျားသခင်အတွက်သစ္စာရှိပြီးဒုက္ခဆင်းရဲခြင်းဝေဒနာခံရသောသူတို့ဖက်မှနေ၍ မှန်ကန်ကြောင်းပြသောခိုင်မာသည့်တတ်သေးတစ်ခုခုမပြုတ်ပဲမနေတတ်သူဖြစ်သည်ယနေ့ကျွန်တော်တို့ဒီလဲမာတူရတတ္တိမျိုးသာရှိခဲ့ကြလျင်မျက်မှောက်ခေတ်ကျွန်တော်တို့ဤ theology ဒီလဲယခုထက်သာ၍ကောင်းမွန်ခြင်းရှိပေလိမ့်မည်1936ခုနှစ်တွင်ပြင်သစ်အစိုးရကနိုင်ငံမှထွက်ခွာသွားသူတို့အားပြန်လာနိုင်ကြစေရန်လွတ်ငြိမ်းခွင့်ခိတ္တခဏပေးခဲ့ပါသည် ထိုးစဉ်ဂျွန်ကယ်ဗင်သည်လည်းမိမိ၏ဝေယဝိစာတို့ကိုစနစ်တကျစီစဉ်ပြင်ဆင်ကာမိမိ၏ညီအန်တိုနီနှင့်အမမာရီရိုနှင့်အတူဗာဆယ်မပြင်သစ်နိုင်ငံစထရက်ဘော့သို့ထွက်လာခဲ့ကြပါသည် ထိုးစဉ်ဂျွန်ကယ်ဗင်၏ရွယ်ချက်မှာစထရက်ဘော့၌စာပေလိလာရေးသားခြင်းအလုပ်ဖြင့်အေးအေးဆေးဆေးနေထိုင်သားရန်သာဖြစ်သည်သို့တော်ရွယ်ချက်ထားခဲ့တဲ့ကဲ့သို့ဖြစ်မလာသည်ကို သူမိတ်ဆွေတဦးထံစာရေးစဉ်ဤသို့ရေးသားဖော်ပြပေးထားပါသည်မိမိ၏ဘဝအတွေ့အကြုံအရကျွန်တော်တို့သည်မိမိတို့ရှေ့တွင်မကြာမီကာလအတွင်းဖြစ်လက်တန့်သောအရာကိုပင်မသိနိုင်ကြဆိုသည်ကိုနားလည်ရပါသည်မိမိအလွယ်တကူတန်တိတ်ထံချခဲ့သည်မှာစာပေအလုံးများဖြင့်အေးအေးဆေးဆေးနေထိုင်ရန်ဖြစ်သည်တို့တော်ထို့တို့နေထိုင်ရန်လက်တကန်းအလိုမှာပင်အခြေအနေများပြောင်းလဲသွားပါသည်ဟုဆိုခဲ့ပါသည် ထိုစဉ်အခါပြင်စမမြောက်ဘရင် Charles နဲ့ပထမမြောက်ဘရင် Francis တို့အကြားစစ်ဖြစ်နေကြသဖြင့် Stratford မြို့သို့သွားသောလမ်းပိတ်ဆို့ထားခြင်းကြောင့်ထိုမြို့သို့သွားနိုင်ရန် John Calvin တို့မောင်နှမတစု Geneva မြို့မှကွေးပတ်၍သွားခဲ့ကြရပါသည်ထိုအတိတ်ကဖြစ်ရများကိုပြန်လည်ဆင်ခြင်သောဖျားသခင်သည်မိမိ၏အစီခံတဲ့အုပ်များမိတိလန်းသို့ရှောက်ရမည်ကိုအံ့ဩဖွယ်အကြံစီတို့ဖြင့် လမ်းပြပြင်ဆင်ပေးလေးရှိပါသည်ဂျွန်ကယ်ဗင်တို့မောင်နှမတစု Stratford မြို့သို့ရောက်နိုင်ရန် Geneva မြို့တစ်မြို့ထဲ၌သာမကကဘာကြီးတစ်ခုလုံးထိတိုင်အပြောင်းလဲကြီးတစ်ရပ်ဖြစ်စေခဲ့ပါသည် Geneva မြို့၌ Ferenet တွေ့ခဲ့စဉ်က အဖြစ်ပြက်အချို့ကို Kelvin ကမိမိရေးသားပြုစုသောစာလံကျမ်းအနက်ဖွင့်ကျမ်း၏ဤနှိဒန်းတွင်ဤသို့ဖော်ပြပေးထားပါသည် ဧဝံဂေလိတရားတိုးတက်ပြန့်ပွားစေရန်အလွန်တရာဆန္ဒပြင်းပြခြင်းရှိသည့်ဖေရသည်စာပေလိလာရေးသားခြင်းအလုပ်ဖြင့်အေးအေးဆေးဆေးနေလိုသောကျွန်တော်၏ဆန္ဒကိုချက်ချင်းထိုးဖောက်မြင်နိုင်ခဲ့ပါသည်ဤများလောက်အရေးတကြီးလိုအပ်နေချိန်မိမိကိုမကူညီဘဲစာပေအလုပ်ဖြင့်ပင်အေးအေးဆေးဆေးနေလိုသောကျွန်တော်အားသင်သည် စာပေအလုပ်ဖြင့်အေးအေးဆေးဆေးနေထိုင်နေမည်ဆိုလျှင် သင်ဤစာပေလေးလာခြင်း၌ဘုရားသခင်ဤကျင့်ချင်းခံရလိမ့်မည်ဟုဟော၍တတိလာပေးသွားပါသည်ထိုစကားကြောင့်ကျွန်တော်စိတ်နှလုံးသည် ကြီးစွာထိတ်လန့်တုန်လှုပ်ခြင်းဖြစ်၍ stratport မြို့သို့ဆက်၍ခရီးမဆက်ပဲ geneva မြို့၌ပင်ခရီးစဉ်ရက်ဆိုင်ခဲ့ရပါသည်သင်အုပ်ရေးရာတာဝန်ကို ပုံဖော်ခြင်း john kelvin ၌မလွဲရှောင်သာအပြောင်းလဲရှိခဲ့ပါသည်ထို့သောပြောင်းလဲခြင်းတွင် ပထဝီအနေထားရဆိုင်ရာတာမကား မိမိဆောင်ရွက်ရမည့်အလုပ်ပင်လုံးဝပြောင်းလဲခဲ့ပါသည်မိမိတန်ဋိဌာန်ချခဲ့သောစာပေအလုပ်ကိုလုံးဝအကောင်အထည်မပေါ်ဖြစ်ခဲ့ပါတို့တော့အတွဲပေါင်း48တွဲပါသောစာအုပ်များဝေစာများဒေသနာအနက်ဖွင့်ကြမ်းများနှင့် သူရေးသားခဲ့သောစာတို့သည်တင်းအုပ်ရေးရာတာဝန်တို့ကို ပုံဖော်ပေးလျက်ရှိပါသည်ဥစွာဂျနီဗာ၌တမာကျမ်းစာတင်ကြားပို့ချခြင်းဂတိကတာဝန်ကိုဆောင်ရွက်ခဲ့ပါသည် ထို့သောတင်ကြားပို့ချစဉ်လေးလအတွင်းဂျနီဗာမြို့၌ရှိသော အသင်းတော်ကြီး၃ပါးအနက်အသင်းတော်သူအသင်းတော်သားဦး၏တပေါင်းရှိသော Saint Peter အသင်းတော်၌သင်္ဟောအဖြစ်ခန့်အပ်ခြင်းခံရပါသည်ထို့သောဂျနီဗာမြို့၏ကောင်စီက Ferenet Kelvin တို့ကိုပဝင်မကျနိုင်ဖြစ်ခဲ့ပါသည်အဘယ်ကြောင့်ဆိုသောထိုသူတို့ဦးတို့သည်ထိုမြို့ရှိကောင်စီ၏သဘောထားမှန်သမျှကိုလိုက်လျောပေးခြင်းမရှိသောကြောင့်ဖြစ်သည် ထို့ကြောင့်ဂျနီဗာရှိအာနာပိုင်ကောင်စီကဖယ်ရန်နက်ကယ်ဗင်နိုကို1538ခုနှစ်အပီလတွင်ဂျနီဗာမှနယ်နှင်တန်ပေးခဲ့ကြပါသည်ထိုစဉ်ကယ်ဗင်သည်အသက်ရှူချောင်းလာပြီးမိမိစာပေလေးလာစီးပူးနိုင်ရန်ဖျားသခင်ကတင်းအုပ်လုပ်ငန်းဖိစီးမှုတံမှနားစေခြင်းဖြစ်မည်ဟုယူဆခဲ့သည်သို့တော်မာတင်ဘူဇာသည်ဂျွန်ကယ်ဗင်၏အစွမ်းအဆောက်ကိုသိရှိထားသူဖြစ်သောကြောင့်ဖယ်ရန်ကကယ်ဗင်ကိုဂျနီဗာမြို့အေဝံဂေလိအတွက်အတင်းကျပ် ွေးဆောင်စိန်ခေါ်တကယ်တော့ Martin Buzadi နဲ့ Geneva မှာနှင်ထုတ်ခံရသော Kelvin ကို Strasbourg တို့လာကဗီမီအာကူညီရန်ဖိတ်ခေါ်ခဲ့ပါသည်ထိုအကြောင်းအရာတို့ကို Kelvin ကဤသို့ရေးသားခဲ့ပါသည်အလွန်ထူးခြားလာသောခရစ်တော်၏အစီကံမာတင်ဘူဆာသည်မိမိအားဖယ်ရယ်ကစိန်ခေါ်ခဲ့တဲ့ကဲ့သို့အခြားနေရာတနေရာ၌ပရိုတက်စတင့်နှင့်ပြုပြင်ပြောင်းလဲခြင်းမှုတို့ယောနာနှင့်ပုံဥပမာပြကဖိတ်ခေါ်လာခဲ့ပါသည် ထို့သောဖြင့်ကျွန်တော်သည်တမာကျန်းစာတင်ကြားပို့ချခြင်းအမှုကို ဆက်၍ဆောင်ရွက်ခဲ့ပါသည် ဆိုလိုသည်မှာဂျွန်ကယ်ဗင်သည်မာတင်ဘူဇာ၏တောင်းဆိုခြင်းကိုလက်ခံကာစထရက်ဘတ်၌တမာကျန်းစာဆက်၍တင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ပါသည် ထို့မြို့၌ဂျွန်ကယ်ဗင်သည်ပြင်သစ်ဒုက္ခသည်90တို့အတွက်တင်းအုပ်လုပ်ပေးခဲ့ပါသည်တစ်ချိန်တည်းတွင်တမာကျန်းစာကိုလည်းတင်ပေးခဲ့၏ထိုစဉ်ခါကျန်းစာအနက်ဖွင့်ကျန်းကို ပထမဦးဆုံးစတင်ခဲ့ပြီးရောမဩဝါဒစာဆောင်အနက်ဖွင့်ကျမ်းနဲ့ Institute စာအုပ်ကိုလည်းဒုတိယအကြိမ်ဖြစ်အကျယ်ချဲ့ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါသည်။